Hello မင်္ဂလာပါဒီ BS ကနေပြန်ကြိုဆိုပါရစေ။ကျွန်တော်ဒီနေ့ကထုံးစံတိုင်းပဲ Monday ရောက်ပြီဆိုတော့ Monday analysis လေးလုပ်မယ့်အချိန်လေးရောက်ပြီပေါ့နော်။ဆိုတော့ဒီဒီဘက်တွင်းမှာတော့ကျွန်တော်တို့ crypto market ကြီးကကျွန်တော်တို့ပထမ Monday ပြီးတဲ့အချိန်မှာတော်တော်လေးပြောင်းလဲဖြစ်သွားခဲ့တယ်ပေါ့နော်။ဆိုတော့ဘာကြောင့်ဒီ Bitcoin နေကျတယ်လဲ။အဲပေါ့နော်ဒါလေးကိုကျွန်တော်ဒီနေ့ဒီမှာအာပြောမယ်ပေါ့နော်။ Bitcoin ကိုတည်းမဟုတ်ပါဘူး crypto crypto အားလုံးပေါ့။ပြီးရင်တော့ကျွန်တော်တို့အာ ဘယ်လိုမျိုး profitable ဒီလိုကျနေကြရမှာဘယ်လို profitable ဖြစ်အောင်ဟိုလုပ်လို့ရနိုင်လဲဆိုတဲ့ဟာလေးကိုလည်းကျွန်တော်ဒီမှာဒီနေ့ sharing လုပ်ပါမယ်ကျွန်တော်တို့ sport ဟို sport နဲ့ကျွန်တော်တို့ဒီ invest လုပ်တဲ့အပိုင်းကိုပို့ပြီးတော့တွားတာဖြစ်တဲ့ကြောင့်မလို့အဲ့ဒီဘက်အပိုင်းကိုကျွန်တော်ပို့ပြီးတော့တွားမယ်ပေါ့နော်နောက်တစ်ခုကကျွန်တော်အာဒီအကြောင်းလေးကိုပြောခင်မှာကျွန်တော်တို့ဒီ DBS ရဲ့အရင်တော့တင်ခဲ့တဲ့ Monet Mastery Forex တို့ Crypto တို့နောက်ဒီသုံးတင်တဲ့နေရဲ့ recording နေပေါ့နော် ဆို recording တွေကိုကျွန်တော်တို့ဒါဈေးတက်တက်တာနဲ့အဲ subscription နဲ့ကြည့်လို့ရမယ် platform တခုကျွန်တော်မိတ်ဆက်ထားတာရှိပါတယ် dreamland လို့ခေါ်ပါတယ်အဲ့မှာကျွန်တော်တို့ဒါခုနက premium class တွေကိုဈေးတက်တက်တာနဲ့ကြည့်လို့ရတဲ့အပြင်ဟိုမှာအဲ free သင်ခန်းစာတွေနဲ့ဒီ free flash card တွေနဲ့အလွယ်တကူသင်လို့ရအောင်လဲကျွန်တော်ဖိတ်လုပ်နေတာဖြစ်ပါတယ်။နောက်ပိုင်းကြောက်လို့ရှိရင် community လည်းပါပါလာဦးမှာပေါ့နော်။ဆိုတော့အဲ့ဒီအတွက်အာ website ကိုမကြည့်ရသေးဘူးဆိုလို့ရှိရင် dwinland.app မှာတွားကြည့်လို့ရပါတယ်။ကျွန်တော်အောက်မှာ အာလင့်လင့်လေးပေးထားပါမယ်โอเคအဲ့တော့ဒီနေ့တွားပြီးတော့မှကျွန်တော်တို့သင်ခန်းစာအဟောင်းတွေကိုလည်း subscribe လုပ်ပြီးတော့မှအာလန်လုံလုံရပြီဆိုတဲ့အကြောင်းလေးကျွန်တော်တင်ပြချင်ပါတယ်เนาะโอเคအဲ့တော့ဒီမှာကျွန်တော်တို့ဒါအာဒေါ်လာတွေကျွန်တော်တို့ဒါအခုကျွန်တော်မြင်နေတာ Bitcoin ချက်ပေါ့เนาะဆိုတော့ Bitcoin ကပြီးခဲ့တဲ့ week တွင်းမှာကျွန်တော်တို့တသိန်းနဲ့တသိန်းရှစ်ထောင်ကြားထဲမှာကျွန်တော်တို့အာပတ်သွားလိမ့်မယ်လို့ကျွန်တော်မှန်းခဲ့တဲ့ဟာက50%မှန်းခဲ့ပါတယ်ဘာလို့လဲဆိုတော့ကျွန်တော်ဒီမှာတသိန်းနဲ့တသိန်းရှစ်ထောင်ကနေပေါက်ကြလာပြီတသိန်းစီကိုကျွန်တော်၄၅ရက်လောက်ရောက်လာပြီတဲ့အချိန်မှာ တကယ်ကြီး price ကြီးပြန်တက်သွားခဲ့ပြီတော့ဒါတသိန်း၈၀၀၀အထိပါနော်ကျွန်တော်တော့ဒီနားမှာကျွန်တော်ဒါ PP လေးယူလိုက်ဖို့အတွက်ကိုကျွန်တော် DP မယူလိုက်ရဘူးပေါ့နော်မယူလိုက်ရဘူးဒီနေ့ပေါ့ဒီနေ့ဒီဒီအနေအောင်ချောင်းရင်းထိုးကြတဲ့နေ့မှာကျွန်တော်ဒါတသိန်းနဲ့9,500နဲ့မှ900လောက်မှာကျွန်တော်တချို့အောက်ကငွေထားတဲ့ အဲ့ဒီတီဗီယူဖို့လုပ်ထားတာရှိတယ်။ဒါပေမဲ့အဲ့နေရာမှာကျွန်တော်တို့ကျွန်တော်အဲ့နေတဲ့အချိန်မှာသူကသတင်း8500ဆီကိုတက်တက်မထီပဲနဲ့ပြန်ကြသွားတာဖြစ်တဲ့ကြောင့်မလို့ကျွန်တော်တို့ကျွန်တော်ဗန်နာမှာဖြတ်ယူလိုက်လဲဆိုလို့ရှိရင်ဒီလိုမျိုးသတင်းထဲမှာ9000ကျော်တော့မှကျွန်တော်အောက်ကဝယ်ထားတဲ့ဟာတွေကိုတီဗီယူလိုက်တယ်ပေါ့နော်။အဲ့ဒီအတွက် profitable တစ်ခုဖြစ်ခဲ့တယ်။ဒါဆိုကျွန်တော်ကဒီ spot နဲ့ volume များထွက်တာဖြစ်တဲ့ကြောင့်မလို့ကျွန်တော်တို့က one trade တီဗီရတယ်ဒီတီဗီဖြတ်ယူလိုက်တယ်ဆိုလို့ရှိရင်ကိုအာတော်တော်လေးမြတ်တယ်ပေါ့နော်။ဆိုတော့အောက်ကို အဲ့ဒါပြီးလဲပြီးတော့အောက်ကိုဘစ်ကွိုင်းနီးလုံးဝထိုးစင်သွားခဲ့တယ်ဆိုတော့ဘစ်ကွိုင်းထိုးစင်ထားခဲ့တဲ့ဟာတွေအကြောင်းတွေအများကြီးရှိတယ်ပေါ့နော်အဓိကတော့ကျွန်တော်တို့ဒီ fear ပေါ့နော် fear လည်းပါတယ်ဥပမာ Michael Saylor တို့ strategy ကသူတို့ရဲ့ဒီ Bitcoin တွေကိုတခါမှမရွှေ့ဘူးလေ Bitcoin တွေကိုဒါအချိန်နေရှိကိုတချို့ BTC တွေရွှေ့လိုက်တယ်ဆိုတော့တင်းရသူတို့ရောင်းတော့မင်းဆိုပြီးတော့ဒါ fear တွေကြာလာအဲ့တော့ဒီမှာတစ်ချက်ကျွန်တော်ဒီမှာတခါလေးပြောချင်တာ Bitcoin ဒီ decentralized ကနေပြီးတော့မှ centralized ဘက်ကိုနည်းနည်းလေးရောက်နေတယ်ဘာလို့လဲဆိုတော့ တို့လိုကုမ္ပဏီကြီးတွေကကန်ထားတာများပြီတော့ကြောင့်တို့ထုတ်ရောင်းရင်ကျွန်တော်ဈေးကျနိုင်တယ်အခုတော့မှတို့ထုတ်မရောင်းမနေရောင်းမယ်ဆိုတော့ fee ရနေတယ်ကြာတာတစ်ခုရှိတယ်ပေါ့နော်ဆိုတော့အဲ့ဒါလေးကိုကျွန်တော်တတိထားစီခြင်းတယ်အဲ့တော့ကို investment လုပ်တဲ့အခါမှာကိုဆုံးရှုံးခံနေတဲ့ငွေပမာဏကိုပဲ invest လုပ်ဖို့ကျွန်တော်တိုက်တွန်းခြင်းတယ်ကျွန်တော်တို့ရဲ့အဲ saving အားလုံးကိုထည့်ထားတာတဲ့20%လောက်အများဆုံးထည့်ထားတာပဲပို့ပြီးတော့ကောင်းတယ်နော်โอเคတော့ ကျွန်တော်နောက်နောက်ရက်ကနေစပြီးတောက်လျှောက်ကြီးကျွန်တော်တို့ဒါ BTC ဒီထိုးထိုးပြီးတော့ကြာခဲ့တာဒီကျွန်တော်စိုးစုံကြာတဲ့နေရာတော့ဒီနေ့ရပါတော့ Friday ပြီးခဲ့တဲ့ Friday မှာ9000 9000နဲ့မှ3000 9000 4000ပေါ့နော်9000 4000 9000 3000ကျော်ပေါ့အဲ့ဒီကျော်ကြီးကိုကျွန်တော်လျှောက်လာခဲ့အဲ့တော့ကျွန်တော်ကတော့အဇုံးနေပိုင်းမှာတော့ကျွန်တော်ဒီအထင်းငတ်လူတွေကိုလည်းကျွန်တော်ဆွဲထားပေးတာရှိတယ်။6000 3000 line ထက်ဆွဲထားပြီးပြီပေါ့နော်။ဆွဲထားပြီးကျွန်တော်စောင့်နေခဲ့တဲ့ဖြစ်တဲ့ကြောင့်ကျွန်တော်အတွက်ကဒီနားရောက်တဲ့အချိန်မှာကျွန်တော် အဝယ် order တွေစပြီးတည်တာပေါ့နော်ပထမတည့်ရကျွန်တော်အဝယ် order တင်လိုက်တဲ့အချိန်မှာဒုတိယတည့်ရမှာပြန်တက်သွားတယ်နည်းနည်းလေးပြီးတော့ပြန်ကြတယ်အခုဒီမှာနောက်တစ်နေ့မှာအစိုးဆုံးပေါ့နော်မနေ့ကအဲမနေ့ကဟုတ်တယ် Sunday မှာအစိုးဆုံးအနေနဲ့ကျွန်တော်တို့က9300 line ကိုတည့်တက်သွားထိတယ်အထိကိုကြာခဲ့တယ်အခုဒီနေ့တော့ပြန်တက်နေပြီပေါ့ကျွန်တော်တို့ကတော့အောက်မှာဝယ်ဝယ်တဲ့လူတွေဖြစ်တဲ့ကြောင့်ပြဿနာတိတ်မရှိဘူးပေါ့နော် Okay အော်ဒါ Bitcoin အကြောင်းအဲကျန်တဲ့ကောင်တွေကတော့ထုံးစံတိုင်း Bitcoin ကြာရင်အကုန်ကြာတယ်ဒါပေမဲ့တခုတခုကြာတာက ဒီအီတာလီယန်က3000အောက်ကို ရောက်တဲ့ ठी ကိုမကြနိုင်3000ကတော်တော်လေးကဘာပေးထားတာကိုတွေ့ရပါတော့ဒီမှာဆိုလို့ရှိရင်3000 ठी ရခုနက6000 3000 ठी ရနေတဲ့အချိန်မှာသူလည်း3000 ठी ရဒါပေမဲ့ပြန်တက်သွားတာကိုတွေ့ရတယ်နော်နောက် BNB ပုံစံလေးတူရဲဒီမှာကျွန်တော်ဆွဲထားခဲ့တဲ့ line ရှိတယ်ဒီ line ပေါ့နော်ဒီဒီ line ကနေပြီးတော့ဒါဒါပြောရင်ဒါဟိုဟာ fibo နော် fibonacci line fibonacci ဘယ်လောက်လဲဆိုရင်ဒါ38.2 line နော်ဒီနေ့ဝင်လို့ကြီးတယ် ဒါဖြတ်လိုက်မယ်ဆိုရင်ကျွန်တော်ဘယ်နှားဆပြီးတော့ဆွဲလို့ရမလဲဆိုတော့ fibo ကို pnb ကိုကျွန်တော်တို့ဆွဲမယ်ဆိုရင်ဒီအောက်ကနေဆဆွဲမယ်เนาะဒီအောက်ကနေပြီးတော့ဒီထိပ်ထိကျွန်တော်ဆွဲလို့ရနိုင်မယ်0.718ကတတ်ထားတာเนาะအဲ့တော့0.718နေရာကနေပြီးတော့တတ်ထားတယ်တတ်ထားတော့ဒီမှာအာ line နေရာကျွန်တော်ဒီမှာတစ်ချက်ထိထားပြီးသားနေရာကိုပဲပြန်ပြန်လာထောက်ပြီးတော့ဒီမှာပြန်ကာနေတာကိုတွေ့ရတယ် bnb လေးเนาะဆိုတော့ ိုးအိုးတထောင်အောင်မှာဖြစ်တဲ့ကြောင့်မို့လို့ကျွန်တော်တို့ဒါ BMW တထောင်တထောင်ဈေးပေါ့နော်ဒီမှာတထောင်ဈေးတထောင်ဈေးအဲဒီတထောင်ဈေးရဲ့အောက်မှာဖြစ်တဲ့ကြောင့်မို့လို့ဝယ်စုမယ်ဆိုနည်းနည်းဝယ်စုလေးရပြီ Bitcoin ပြန်တက်ရင်ဒီကောင်လည်းပြန်တက်မှာပဲနော် Solana Solana လည်းလိုပဲပေါ့နော် Solana လည်းဒီအောက်မှာဒါပေမဲ့ Solana ကကျွန်တော်ပုံမထိန်နိုင်ဘူး Solana ကပုံဆိုးတယ်တကယ်ကြလို့ရှိရင် Solana ကပုံပြီးတော့မထိန်နိုင်ဘူးအဲ့တော့ဒီ၄ခုထဲမှာ Solana ဒီအားအနေဆုံးဖြစ်နေရလို့ကျွန်တော်တို့ကပြောလို့ရတယ်နော်โอเคအဲ့တော့130 130 line ပေါ့နော်130 line 130 line ကဒါကျွန်တော်တို့နောက်ထပ် support zone အနေနဲ့အလုပ်လုပ်မဲ့ပုံစံဖြစ်သွားတယ်နော်ဒေါ်လာ130ပါရှိပါထိရတယ်အများကြီးရှိရယ်โอเคအဲ့တော့ဒါဒီ top 4ကိုကျွန်တော်တို့ကြည့်မယ်ဆိုလို့ရှိရင်အထူးသဖြင့် big coin ကိုကြည့်မယ်ဆိုလို့ရှိရင်ကျွန်တော်ခုနကပြောရဲ profitable ဖြစ်အောင်ဘယ်လို trade လဲပေါ့နော်ဆိုတော့အရင်ဆုံးကျွန်တော်တို့က zone တွေကိုကျွန်တော်တို့အရင်သိရအောင်ဆိုတော့ကျွန်တော်ဒီကိုဆွဲထားခဲ့တဲ့ zone တွေကိုတစ်ချက်ကြည့်ကြည့်ပါ ဒီစုံနေမိတ်ဆွေတို့ကိုယ့်ရဲ့အာချက်ထဲမှာဆွဲထားလို့ရတယ်နော်တတိယတောင်း8000ရှိရယ်တသိန်း8000ရှိရယ်တသိန်းရှိတယ်နောက်9000 3000ရှိရယ်ဒီအောက်ဆင်းသွားရင်တော့ကျွန်တော်နောက်ထပ်ဒီအောက်မှာအဲခြားစုံနေရှိမယ်ဗျဥမာ9000 8000နော်9000 8000 8000ပေါ့နော်8000ပတ်ချလဲစုံရှိရယ်နော်အဲပြီးရင်ဂျန်တဲ့ကောင်ကဒီအပေါ်မှာတစ်ချက်ရှိမယ်8000 8000ရှိမယ်နော်ဆိုတော့ဒီဇုံနေရတာကျွန်တော်တို့ပြောမှာဆိုလို့ရှိရင်ကြိုးပြီးတော့မှစိတ်နေဖြစ်ဖြစ်နောက်ဆုံးမစွဲထားရင်တော့တိထားရမယ်ဇုံနေပေါ့ ော်ဒီဇုံတွေကိုရောက်ပြီဆိုလို့ရှိရင် price ကြီး reallocate လေးရှိရတယ်ဒီမှာကြီးတသိန်း၈ထောင်မှာ reaction အများကြီးအများကြီးကျွန်တော်လုပ်ခဲ့တယ်ဒီမှာလုပ်ခဲ့တသိန်း၈ထောင်ပုတ်ကြသွားတဲ့အချိန်မှာကျွန်တော်ပြန်လာတယ်တသိန်းဒီနောက်ထပ်ထပ်ပြီး reaction ပေးရနေရဖြစ်ခဲ့တယ်ဒီမှာနော်တသိန်း reaction ပေးရနေမှာကျွန်တော်တို့ဒါ yield profit ပဲကျွန်တော်တို့ဘယ်လိုဖြစ်ခဲ့လဲဆိုလို့ရှိရင်ဒီအောက်မှာဒီလောက် reaction တစ်ချောင်းနှစ်ချောင်းသုံးချောင်းလေးချောင်းပြည့်တဲ့အချိန်မှာနှစ်ချောင်းလောက်ကနေကျွန်တော်တို့ဝယ်ထားပြီးတော့ပြီဒီအောက်တသိန်းစီးတဲ့မှာကျွန်တော် PDC တွေအများကြီးဝယ်တာပြီးတော့အဲကျွန်တော်တို့တချို့အမြတ်တွေကိုကျွန်တော်ကဒီတသိန်းနဲ့၈000နားတက်ဝယ်မှာကျွန်တော်ပြန်ထုတ်လို့ရရခဲ့တယ်ဗောနော်ကျွန်တော်ဆိုအပေါ်မှာထိထိတဲ့အချိန်မှာကျွန်တော်အိတ်နေတော့အဲတကယ်တော့ကျွန်တော်ရဲ့ price လေးနည်းနည်းလေးပဲကတ်ပြီးတော့ဟိုအန်နာ short ဖြစ်ပြီးတော့နည်းနည်းလေးထိမထိပဲနဲ့နည်းနည်းလေးကတ်ပြီးတော့ကြာသွားတာဆိုတော့ကျွန်တော်ဒီ no တဲ့အချိန်မှာဒီလိုနေရာမျိုးလောက်နားလောက်မှာကျွန်တော်အတီးပြီးယူလိုက်နိုင်တယ်ဗောနော်ဆိုတော့အဲလိုမှမဟုတ်ပဲ TV ထိရထိရထိရထိလဲယူလို့လဲရတာပဲเนาะဆိုတော့ အဲ့ဒီအောက်မှာကျွန်တော်တို့ဒါရောက်တဲ့အခါမှာကျွန်တော်တို့ဝင်မယ်ရေတိုးတသိန်းတိရောက်သွားပြီဆိုတော့တသိန်း၈၀၀၀ကိုပြန်တက်လာဖို့ delivery rejection တွေရှိပြီဆိုတော့ပြန်တက်လာဖို့ chance ကများလာတယ်။အဲ့ rejection တွေရှိတဲ့အချိန်မှာကျွန်တော်ကတသိန်း၈၀၀၀ကိုပြန်ပြီးတော့အာ cover ဖြစ်ပြီးတော့ကျွန်တော်ဒီမှာရောင်းလိုက်ရတယ်။အဲ့လိုပဲဒီမှာအခုအခြေအနေမှာလည်းဒီလိုဖြစ်နေတာကိုတွေ့လိမ့်မယ်။ပထမတစ်ချက်တသိန်း၉၀၀၀ကိုလာထီလာထီဖို့လုပ်တယ်ဒါတော်တော်လေးနှီးရောရပြီ၉၀၀၀အောက်ထဲကိုရောက်သွား၉၀၀၄၀၀အောက်ထဲကျသွားဆို၉၀၀၃၀၀အကျော်ဖြစ်သွားတာ ပြီးတော့ဒီမှာပြန်တက်သွားပြီး rejection တစ်ခေါက်ပြန်ထိထိပြီးသွားရင်ဒီလိုတစ်ခေါက်ပြန်လာဒီမှာ reject တစ်ခေါက်ပြန်လောက်သွားတယ်ကြာအဲ့တော့နောက်တစ်ခေါက် rejection တော့ကျွန်တော်လာချိန်မှလာတော့မယ်ဒီဒီနေ့ဒီဒီ price ဒီအဲဒီအော်ကျွန်တော်တို့ဒါပြောလို့ရှိရင် body ပေါ့နော် body ဒီဒီအပေါ်မှာကောင်းကောင်းပိတ်နိုင်တယ်ဆိုလို့ရှိရင်အပေါ်နဲ့ပြန်တက်မှာဒါပေမဲ့လောလောဆယ်အကောင်းကောင်းကျွန်တော်ပိတ်ဖို့မဖြစ်နိုင်သေးဘူးအဲ့တော့ကျွန်တော်စိတ်ထင်ဒီနားမှာနောက်တဲ့တရက်နေ့ရက်မြေပြီးဗီးလိုက်သွားရင်သွားလိမ့်မယ်ဒါပေမဲ့အဲပြန်တက်ဖို့ရလမ်းရှိမယ် နော်ဘယ်ထိထက်ကိုလမ်းရှိမလဲဆိုရင်ပထမ target ကဒီ fair value gap ဖြစ်တဲ့အတွက်ကြောင့်မလို့နော်အဲ့တော့9600 9600နဲ့ sorry 9600နဲ့9800ကြာ fair value gap တစ်ခုရှိရဲ့ဒါ first target ဒုတိယ target ကကျွန်တော်တို့ဘယ်ထိသွားမလဲဆိုတော့တသိန်းပေါ့နော်တသိန်းဒီဒုတိယ target ဖြစ်နိုင်တယ်အဲ့တော့ပြန်ကြမယ်ဆိုတော့ဒီထပ်ပြီးတော့ကျွန်တော်ပြန်ကြနိုင်ရည်ရှိသေးတယ်ဆိုတော့ကျွန်တော်တို့ကသူဒီအပြောင်းယူရမယ့်နေရာရှိမယ်နော်ဒီလိုမျိုးနေရာမျိုးတွေဒါ တသိန်းကျဲကိုကွတိရောက်မလာပဲနဲ့တသိန်းရဲ့အောက်ဖက်ဒီမှာ9800အပေါ်နားပေါ့နော်9800အပေါ်နားလောက်ကနေ9900အဲဟာတဝဲလောက်ကနေပြန်ကြနိုင်ကြီးရှိတယ်ဘာလို့ဒီမှာ rejection ထိုးထားတာတွေရှိတဲ့အတွက်ကြောင့်ပေါ့ဒီဆုံးပေါ့ Okay အဲ့တော့ဒီနေရာလေးကကျွန်တော်တို့ဒါပြန်တက်ကင်ထားရမယ့်အချိန်အဲ့တော့ကျွန်တော်တို့ကျွန်တော်ကျွန်တော်လိုမျိုးသားဒီအောက်မှာဝယ်ထားခဲ့တဲ့သူဆိုလို့ရှိရင်ကျွန်တော်က AC ပဲကျွန်တော် volume များများနဲ့ဝယ်ရတဲ့ကြောင့်ကျွန်တော် sport ပဲဝယ်တာဗျာရှင်းရှင်းလေးအဲ့တော့ sport ဝယ်ပြီးတော့ကျွန်တော် sport ဒီကျွန်တော်အောက်ကိုကြောက်ရလဲကျွန်တော်ခန့်နေတယ် ဘစ်ကွိုင်းကိုင်ပြီးကျွန်တော်လိုက်သွားလို့ရဘစ်ကွိုင်းဒီအချိန်ပြန်တက်ပါမယ်ကျွန်တော်ယုံကြည်ရေโอเคအဲ့တော့ကျွန်တော်ဒီမှာ1 um 1 VDC တော့ကျွန်တော်ဒီအောက်ကနေဝယ်ထားခဲ့တယ်ဆိုလို့ရှိရင်ဒီ order တဲ့အချိန်မှာကျွန်တော်တို့ percentage တခုကျွန်တော်မြတ်တဲ့အချိန်မှာကျွန်တော်အမြတ်ခွဲထုတ်လို့ရတယ်1 VDC ဆိုလို့ရှိရင်ဗျာတသိန်းတသိန်းထားပါတော့အဲကျွန်တော်5%လောက်မြတ်တယ်ဆိုတော့ငါးလောက်လောက်ဖြစ်ပြီ10%တော့တောင်းဖြစ်ပြီโอเคအဲ့တော့အဲ့လောက်ကိုကျွန်တော်ကဟို trade ရဖြစ်တဲ့ကြောင့်ဒီကဒီက profitable ဖြစ်တယ်ရှားလို့ရတယ်โอเคအဲ့တော့ အခုဒီမှာဒီဒီဒီနေရာမှာတရက်နှစ်ရက်ဒါမှမဟုတ်ဒီနေ့လည်းဖြစ်သွားနိုင်တယ်ကျွန်တော်ညကြလို့ရှိရင်လေဒီလိုထောင်ရတာမျိုးဖြစ်နိုင်တယ်ဒါမှမဟုတ်တရက်နှစ်ရက်လည်းသွားနိုင်တယ်ဒါပေမဲ့ပထမ first target ပြန်တက်မယ်ဆိုလို့ရှိရင် first target ကဒီအာ9000နဲ့မှာဒီဒီ9000 6000နဲ့9000 8000အောင်ကြာ fair value ကဒုတိယ target ကဒီတိန်းအောင်တာเนาะအဲ့နှစ်ခုကြားထဲမှာကျွန်တော်ကအာတက်ခဲ့လို့ရှိရင်အောက်မှာဝယ်ထားခဲ့ရင်အနေနဲ့ TP ဖြတ်ယူလို့ရတယ်ဆိုတော့ အဲ့ဒီတခုကြားရဲကနေပြီးတော့ဘယ်ဘက်ကိုသွားမလဲဘယ်ဘက်ကိုသွားမလဲဆိုတော့ကျွန်တော်တို့လောလောဆယ်မှာမှန်းဆလို့မရဘူး။ဘာလို့ဆို fundamental အကြောင်းကိုလည်းပါနေတာဖြစ်တဲ့အကြောင်းမို့လို့ပေါ့နော်။ဒီကနေကျွန်တော်ဒီလိုမျိုးအာဒါဟိုပါပေါ့။ Fibonacci ဆွဲကြည့်လိုက်မယ်ဆိုလို့ရှိရင်ဟို0.71နေရာကွက်တိဖြစ်နေတာ0.718ဒီပြောရလို့ရှိရင်အာကျွန်တော်တို့ဒါဝယ်လို့ကောင်းတဲ့နေရာ0.718ဒါတားထားနိုင်တဲ့နေရာပြမပါဘူး။ နော်0.018နေရာရဲ့အောက်ကိုလုံးဝပေါ်ဒီမပိတ်သေးဘူးနော်အဲ့တော့0.018ကကာဗာဖြစ်သွားပြီဆိုလို့ရှိရင်ကျွန်တော်တို့ဒါအပေါ်ကိုပြန်ပြီးတော့ဒီ0.5အထိပြန်တက်နိုင်ကြရရှိသွားတယ်နော်ဒီဘက်ဖိုင်နားလောက်ထိပေါ့နော်အတီးကြရောက်မှာလို့ပြောလို့မရအောင်โอเคဟုတ်ပြီအဲ့တော့ဒါကဘစ်ကွိုင်းအဲ့ဘစ်ကွိုင်းပြန်နေခဲ့လို့ရှိရင်တော့ခုနကကျွန်တော် ပြောရတဲ့အတိုင်းပဲအကုန်လုံးပြန်တက်မယ်အဲ့တော့ဘလို့စေအာဒီဒီဒီကောင်းအောင်လေ Ethereum ကိုလည်းကျွန်တော်ဒီနားလောက်ကနေတစ်ချက်ဆွဲကြည့်မယ်ဆိုလို့ရှိရင်ဒီမှာ ဆိုတော့ဇီရိုပိုင်ဆေဝန်အိတ်ကပဲတားထားရပါတယ်နော်ဇီရိုပိုင်ဆေဝန်အိတ်နဲ့၃000နဲ့ဂျားထဲမှာနေရာရှိရတဲ့ကြောင့်အဲ့ဒီအတိုင်းတားနေတာတွေ့ရတယ်ဘစ်ကွင်ပြောင်းပြန်လို့ရှိရင်သူလည်း0.5လား level လောက်ထိပြန်မှန်းလို့ရတယ်၃000နဲ့မှ900လောက်ထိမှန်းလို့ရတယ် BNB လည်းအဲ့လိုပဲ BNB နဲ့0.5ဆေဝန်အိတ်ကတားထားတာဖြစ်တဲ့ကြောင့်မလို့0.5တထောင်အထိပြတ်တက်နိုင်ကြီးရှိသွားတယ်။ Solana Solana ကတော့ခုနကကျွန်တော်ပြောသလိုနည်းနည်းပိုဆိုးတာပေါ့နော်။ Solana ကိုကြည့်မယ်ဆိုလို့ရှိရင်0.5ကမှမဟုတ်ဘူးဒီကောင်။ဟမ်0.5ကြော်ရလား။ ဒါ0.786နာအထိတော့ရောက်လာအဲ့တော့ maybe 0.786ကမရောက်သေးဘဲနဲ့ပြန်နေသွားတာလည်းဖြစ်ကောင်းဖြစ်နေတယ်နည်းနည်းလေး Bitcoin နည်းနည်းလေးအကျပြန်ပြရတယ်ဒီကောင်အောက်ထိရှိသွားနိုင်တယ်ပြီးတော့မှပြန်တက်တာလို့ဖြစ်ကောင်းဖြစ်မယ်เนาะအဲ့တော့ကြောတဲ့ဆိုလိုနာကတော့အလေကြီးရောက်နေတယ်ပေါ့နော်အဲ့တော့ဒီဈေးဒီကိုယ့်အတွက်ရေရှည်ကိုင်းမှုအတွက်တင်ကြော်ရဲဆိုလို့ရှိရင်တော့စုလို့ရပါတယ်ရေရှည်မကိုင်းသေးဘူး နည်းနည်းလိုသေးရဆိုလို့ရှိရင်เนาะဒီနားလောက်ရောက်มาပဲတသိန်းဟို130တောက်ရောက်มาပဲပြန်ပြီးတော့ဝယ်ခြင်းလဲဝယ်ပေါ့လောလောဆယ်ရေးရှိခိုင်းမယ်အဲစုမယ်ဆိုလို့ရှိရင်เนาะဒီနားဈေးွက်စဝင်းအောက်ဖြစ်လို့ဆိုတော့စုလို့ရနေပါပြီเนาะ BNB လည်းအဲစုပါအောင်စုလို့ရတဲ့အထက်မှာပါပြီဘာလို့900 1000အောက်ရောက်မှာကျွန်တော် BNB ရဝယ်လို့ရမှာဆိုတော့အခုက1000အောက်ဆိုတော့မစိုးဘူးပေါ့နော်ဝယ်လို့ကောင်းတယ်အီတာရီယန်ကတော့3000နည်းနည်းကျော်နေသေးတယ်အဲတော့အီတာရီယန်ကိုင်မယ်ဆိုလို့ရှိရင်ကျွန်တော်ကနည်းနည်းလေး ကျွန်တော်ဆိုရင်တော့အီတာလီယန်အဲ့လောက်အလောက်ကြီးမဝယ်သေးဘူးဘာလို့လဲဆိုတော့တုံးတော်အောက်ရောက်မှာပဲအီတာလီယန်ကကျွန်တော်ထင်တာဝယ်လို့ကောင်းမှာပေါ့နော်2000ပတ်လည်လောက်ဆိုပိုဝယ်လို့ကောင်း2000ကတော့နည်းနည်းလေးခက်သွားမယ်လောလောဆယ်မှာလေဒါပေမဲ့တုံးတော်အောက်ရောက်ရင်တော့ပိုပြီးဝယ်လို့ကောင်းမထင်နဲ့နော်ဘစ်ကွိုင်းကတော့ကျွန်တော်ဝယ်နေပါပြီဝယ်နေပါပြီဘာလို့လဲဆိုတော့ကျွန်တော်ဟို0.8 DDO ပါပေါ့တသိန်းအောက်မှာကျွန်တော် BTC ရသလောက်စုမယ်လို့မှန်းသားရတယ်ကျွန်တော်တစ်ခေါက်ပြောဖို့ပါတယ်ကျွန်တော်ရဲ့ analysis video ကြီးဝေးရလို့ရှိနေမယ်အရှိမတသိန်းအောက်ကိုတစ်ခေါက်တော့ပြန်လာလဲဦးမယ်လို့ကျွန်တော် ပြောထားတာရှိပါတယ်အဲ့တော့အခုတစ်ခေါက်ပြန်လာပြီဖြစ်တဲ့ကြောင့်ကျွန်တော်စပြီးတော့ဝယ်နေပါပြီเนาะ Okay ဒါလေးကတော့ကျွန်တော်တို့ဒါ money analysis ဖြစ်ပါတယ် drill line လေးမကြည့်ရသေးဘူးဆိုလို့ရှိရင်အဲ့ဒီ drill line website လေးကိုတွားပြီးတော့မှတိကျကြည့်လို့ရပါတယ်เนาะအဲ့တော့ဒီဒီပြရချင်ရေးသမားကြီးတင်ပါတယ်ငွေဝင်နေနေဖြစ်ပါသေးတယ်เนาะ